င်္ဂလာပါဒီမှာကြတော့တကယ်လေးထားရတယ်ပေါ့နော်သူကိုကြီးဆိုလို့ရှိရင်လည်းတကယ်ကိုသူလည်းလှောက်ရှာတယ်ပေါ့နော်ဒါအခုကြတော့အင်းလေးကိုအင်းလေးကိုဒါသွားပြီးတော့လူတန်းပေးနေတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်လို့နော်ဒါကြောင့်မို့လို့လုံနိုင်တဲ့သူတွေဆိုလို့ရှိရင်လည်းတကယ်ကိုကောင်းတယ်ပေါ့နော်ကိုကိုတိုင်းမလုံနိုင်ဘူးဆိုလို့ရှိရင်လည်း အာတောင်းတန်းနိုင်တန်းနိုင်နှစ်တောင်းတန်းနိုင်တန်းနိုင်ပေါ့နော်တန်းနိုင်တဲ့သူတွေအနေနဲ့အခုလိုမျိုးတကယ်လှုပ်တဲ့ပဒဟိတအဖွဲ့တွေကိုချိတ်ဆက်ပြီးလူတန်းလူတန်းပေးကြပါလို့တောင်းဆိုချင်တယ်ပေါ့နော် အခုချိန်မှာကြတော့မြန်မာပြည်မှာကကျွန်တော်တို့ပြောစရာတောင်မှမလိုဘူးပေါ့နော် လူတိုင်းကမြင်နေကြတာပေါ့နော် လူတိုင်းကဖုံးကင်နဲ့ခက်ဖြစ်လာတယ်ပေါ့နော်လူတိုင်းဖုံးကင်နဲ့ခက်ဖြစ်လို့လေအခုကပွန်လင်းမြင်တာတဲ့ခက်လက်ဖြစ်လာတာပေါ့နော်ဒါကြောင့်မလို့ဟိုးအရင်တော့က လွန်ခဲ့တဲ့နှစ်ပေါင်း40 50တုန်းကလိုမျိုးလိန်လို့ညာလို့ဒီမရချဘူးပေါ့နော်အဲမရချဘူးအကြောင်းမလို့ကိုကအာနေနိုင်သွားနိုင်လာနိုင်တဲ့သူတယောက်ရှိတယ်ပြပြလဲလဲနေနိုင်တဲ့သူတယောက်ရှိဆိုရင်ဒါဥပမာတလမှာထားပါဆိုမြန်မာငွေ9တိန်းလောက်ဝင်ငွေရှိနေတယ်ဆိုလို့ရှိရင်2000 3000လောက်9000လောက်အဲ့လိုမျိုးပေါ့နော်နိုင်တဲ့ဘက်ကနေမှဝိုင်းဝဲကူညီပေးစိတ်ချင်တယ်ပေါ့နော်အာဒီ ဒီကိုတွေဆိုလို့ရှိရင်လည်းတကယ်ကိုမှတော်တော်လေးကိုလှောက်ရှာနေပေါ့နော်တို့တွေတော်တော်လေးလည်းလှုပ်နိုင်နေပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့အနေနဲ့ကတော့တကယ်လေးစားတယ်ကိုလည်းရှူတယ်ပေါ့နော်โอเคနားထောင်ကြည့်ကြည့်အောင်ကျွန်တော်လည်းတို့ဟိုတနေ့ကတော့ကျွန်တော်စကိုင်းမှာသွားလူပွားကြီးတိမ့်ထောင်ပြီးတော့မန္တလေးမှာလည်းတိမ့်ထောင်ပေါ့နော်အခုအင်းလေးအင်းလေးမှာလည်းကျွန်တော်ပြိုကျပျက်စီးနေရလဲအများကြီးပေါ့နော်လက်ရှိမှာလည်းတကယ်ကိုအများကြီးတွေ့နေရတယ်တတော်အချိန်လေးဆိုးရပဲအင်ဂျီကိုဒီကျူရမှာပဲအင်ဂျီက132နဲ့အိမ်ပေါ့နော်ပြိုကျပျက်စီးသွားတာပြီးတော့ကွယ်လွန်သွားတဲ့လူလည်းရှိတာပေါ့နော် အဲ့တော့ဒီတိန်းတထောင်ကိုကျွန်တော်အင်းလေးမှာလိုရတဲ့နေရာတွေအကုန်လုံးလူတန်းပေးမှာဖြစ်ပါတယ်လူရှင်တွေလည်းလာလူမယ်ဆိုအင်းလေးပေါ့လေကြည့်ပေးပါလို့ကျွန်တော်ပြောချင်တယ်ဗျโอเคအင်းလေးဆိုတာကအမှန်တိုင်းပြောရရင်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကြီးကဆင်းရဲနေလို့တာပေါ့နော်တကယ်လို့သူများနိုင်ငံနေလို့မျိုးလွတ်လပ်လပ်လပ်ဒီမိုကရေစီရရှိပြီးတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံအုပ်ချုပ်တဲ့လူကြီးမင်းတွေကကောင်းခဲ့မယ်ဆိုလို့ရှိရင်ကောင်းမယ်ဆိုလို့ရှိရင်ပေါ့နော် အင်းလေးဆိုတာကတကယ်မျိုးပြတနေရာတစ်ခုလိုပါပဲပေါ့နော်ကျွန်တော်တို့နိုင်ငံတကာတွေနဲ့ကြီးမင်းဆိုလို့ရှိရင်ဒါဒီနေရာတွေကခရီးသွားဧည့်သည်တွေသွားတဲ့သွားလာတဲ့သွားလာကြည့်ရှုမဲ့နေရာတွေပဲဖြစ်တယ်ပေါ့နော်အဲ့ဒါအကြောင်းပေါ့လို့အဲ့ဒီလိုမျိုးကိုယ်နိုင်ငံကမမှန်ကန်ကန်နဲ့အုပ်ချုပ်တဲ့လူကြီးတွေဒါရှိလာမယ်ဆိုလို့ရှိရင်ဒီနေရာတွေကကျွန်တော်တို့မြန်မာနိုင်ငံကြီးတွေ့ ဒါနိုင်ငံတော်အတွက်ဘတ်ဂျက်ဝင်ငွေတွေတောင်မှရရှိနိုင်တယ်ပေါ့နော်ရရှိမဲ့နေရာတွေပဲပေါ့နော်ဘာဖြစ်လို့ဒီလိုမျိုးပြောရတာလဲဆိုရင်သူများနိုင်ငံတွေကိုကျွန်တော်တို့တွေသွားပါတယ်ရောက်တဲ့ခါဒီမှာဆိုလို့ရှိရယ်ကိုယ့်ရဲ့မြန်မာနိုင်ငံနောက်တော့မှတချို့နေရာတွေကြီးရှုတဲ့နေရာတွေမရှိဘဲနဲ့တောင်မှသူတို့တွေနိုင်ငံတကာတွေကိုဖိတ်ခေါ်ကြတယ်ပေါ့နော် နီးစုံနဲ့ပြောရမယ်ဆိုရင်ထိုင်းနိုင်ငံနဲ့ကြည်ပြီးပြောမယ်ဆိုလို့ရှိရင်ထိုင်းနိုင်ငံဆိုတာကပင်လယ်ကမ်းခြေတစ်ခုပဲညာတော့အားဖြင့်ရှိတာပေါ့နော်ဆိုတော့ပင်လယ်ကမ်းခြေဆိုတာဆိုရင်လည်းကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာအများကြီးပဲရှိတယ်ပေါ့နော်တကယ်လှတယ်တကယ်တာယာတဲ့နေရာတွေပဲပေါ့နော်ထိုင်းမဲ့ဆိုရင်ဒီကမ်းခြေတစ်ခုတည်းနဲ့တော့မှတစ်နှစ်တစ်နှစ်ကိုဝင်ဝင်ကအများကြီးရတာပေါ့နော်နိုင်ငံတော်အနေနဲ့ပေါ့နော် ជីရှုလဲပတ်ဆက်ရနေရဆိုတာကတိတ်ပြီးတော့မြန်မာနိုင်ငံအလောက်တော်မှာမရှိဘူးပေါ့เนาะចောင်းកံဖះရနဲ့ကြည့်မယ်ဆိုလို့ရှိရင်လဲမြန်မာပြည်လောက်တော်မှာမရှိပါဘူးပေါ့เนาะပြောချင်မယ်ပေါ့เนาะဒါကျွန်တော်တို့တွေသွားလာလဲပတ်နေတဲ့နေရာတွေပဲဖြစ်တယ်ပေါ့เนาะဆိုတော့ရှုခင်းနဲ့တဘာဝတောင်တောတောင်ရင်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်လဲကျွန်တော်တို့မြန်မာနိုင်ငံမမှီပါဘူးပေါ့เนาะတကယ်ပြောရရေတကွင်းတွေနဲ့ကြည့်မယ်ဆိုရင်လဲကျွန်တော်တို့မြန်မာနိုင်ငံမှာက တကယ်ကိုမှလှတယ်တကယ်ကိုမှတာရတယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေရာတွေအားလုံးကအင်းလေးတို့ပါလို့ဆိုတာတွေကကျွန်တော်ကလွန်ခဲ့တဲ့တုံးတဲ့ကအတွက်ကြော်လေးတစ်ခုကိုပြောပြပေးမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ time မှာတည်တဲ့သူငယ်ချင်းတွေပေါ့နော်သူကကျွန်တော်မြန်မာအမှန်တည်တယ်ဆိုတော့တည်တယ်ဆိုတော့သူကသူဖုံလေးနဲ့သူယူလာပြီးတော့သူပြတယ်ပေါ့နော် ဒီနေရာကဘယ်နေရာလဲဆိုတာ तू ကလာပြီးတော့ပြရတယ်ပေါ့နော်အဲ့ तू ပြလာတဲ့နေရာကဘယ်နေရာလဲဆိုရင်အင်းလေးဖြစ်နေပါတယ်ပေါ့နော်အင်းလေးဖြစ်နေသူတို့တွေအရန်လာလဲခြင်းနေပေါ့နော်အရန်လာလဲခြင်းနေတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာကလည်းခုလိုမျိုးတွေစစ်ပွဲတွေဖြစ်နေတယ်ပေါ့နော် तू ကဒီနေရာလေးကိုသွားလဲခြင်းနေပေါ့အဲ့လိုမျိုး तू ကပြောတယ်ပေါ့နော်တကယ်လို့များ तू လာတဲ့အခါကြားလို့ရှိရင် तू ကိုကူညီပေးပေးလို့နိုင်မလားဆိုတော့ तू ကကျွန်တော်ကိုအဲ့လိုမျိုးလာပြောတာပေါ့နော် အာကျွန်တော်တို့မှာအကောက်တွေရှိပါတယ်ပေါ့နော်အဲ့ဒီဒီထိုင်းနိုင်ငံကအကူတွေနဲ့ပေါ့နော်အကောက်ရှိတယ်ပေါ့နော်ထိုင်းလူမျိုးဆက်ဆက်ပဲပေါ့နော်သူကအဲခုလဲအဲ့ဒီလူမျိုးပဲပေါ့တကယ်လို့ကိုကအဲ့ဒီလူမျိုးတွေကိုဒီနေရာတွေမှာကိုကနိုင်ငံရေးကောင်းလို့ဆိုလို့ရှိရင်ဒီအင်းလေးတို့ပါတို့ဆိုတာကတကယ်ตาရတကယ်လှမ်းပါတဲ့တကယ်ဘယူးတွေတကယ်ရှုခင်းကောင်းတဲ့နေရာတွေပဲဖြစ်တယ်ပေါ့နော်အဲ့ဒီလူမျိုးနေရာတွေမှာဆိုလို့ရှိရင်ဒါ အဲ့တဲ့နေငကြသားတွေဝင်လာမြန်မာနိုင်ငံနဲ့ဝင်လာပြီဆိုကြတဲ့ကကျွန်တော်နိုင်ငံအတွက်နိုင်ငံတော်ရဲ့ဘတ်ဂျက်ငွေဆိုတာရပြီးသားပဲပေါ့နော်အဲ့ဒီမှာမှတကယ်ဒီဘယ်လိုပြောရမလဲတကယ်ထင်ကာရရှိတဲ့ဥပမာ ရှေးဟောင်းစီဒီပထိုးနေရတယ်ဥပမာ ပြောရရင် ထားပါတော့ဟွန်းလောလောဆယ်တိုက်ပြောရမယ်ဆိုရင်ထားပါတော့မေမေနုဒီအကြောင်းတိုက်တို့ပါမျိုးတွေပေါ့နော်အဲအဲ့လိုမျိုးမေနုအကြောင်းလို့ကြောင်းအုပ်တွေပုံစံမျိုးဆိုလို့ရှိရင်ဒါတကယ်တမ်းဆိုရင်ကျွန်တော်တို့ပြပကိုထွက်ပြီးလေ့လာတဲ့အရာနဲ့ပြောရမယ်ဆိုရင်တကယ်တည်တည်ချာချာလေးကျွန်တော်တို့ပြုပြင်မွေးမှန်တင်တယ်မွေးမှန်ပြီးလို့ရှိရင် ျွန်တော်တို့အဲ့ဒီဟာကိုတိတိချာချာဓာတ်ပုံတွေရိုက်မယ်ဗီဒီယိုလေးတွေရိုက်ပြီးတော့အခုလိုမျိုးနိုင်ငံတကာတွေကိုတည်အောင်ဖြန့်ပြူးမယ်ဆိုလို့ရှိရင်ဒါနိုင်ငံတကာတွေကဝင်လာမှာပဲပေါ့နော်ဝင်လာတဲ့ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံအတွက်ဘာကြံငွေရရပြီးသားပဲပေါ့နော်အဲ့ဒီမှာမှာတကယ်လို့ဒီလိုမျိုးရှေးဟောင်းစီတီပထိုးတကယ်နာမည်ကြီးတဲ့နေရာတွေဝင်မယ်ဖျားဝိုင်းတဲ့ကိုဝင်မယ်ဆိုလို့ရှိရင်အတားအဆီတစ်ခုခုနဲ့လုတ်ပြီးတော့ကျွန်တော်တို့ကဝင်ကြီးအဖြစ်တောင်မှဒါကောက်ခံလို့ရတယ်ပေါ့နော် ဘာဖြစ်လို့ဒီလိုမျိုးပြောတာလဲဆိုကျွန်တော်တို့ကိုယ်တိုင်တန်ကန်တွေကိုအဲ့လိုမျိုးသွားလဲပတ်တဲ့ခါကြီးဆိုအဲ့လိုမျိုးသူတို့ရှင်းဟောင်းစီစီပထိုးနေရာတွေတကယ်အဲ့လိုမျိုးနာမည်ကြီးတဲ့နေရာတွေဆိုလို့ရှိရင်သူတို့ကအကာအကွယ်တွေလှုပ်ထားတယ်လှုပ်ထားပြီးပြီးရင်လာတဲ့မြတ်ဧည့်တွေကိုသူတို့ကကောက်ခံတယ်ဝင်ကြီးကောက်ခံတယ်ပေါ့နော် ဝင်ကြီးကောက်ခံတယ်။အဲဒီဝင်ကြီးကောက်ခံတဲ့ရလာတဲ့ငွေတွေကိုသူတို့ကအဲ့ဒီနေရာမှာပဲလိုအပ်တဲ့နေရာတွေကိုပြုပြင်တယ်၊ဝင်မှန်တယ်။အဲ့ဒီလိုမျိုးလုပ်တယ်။အဲ့လိုမျိုးလုပ်တဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ့်ရဲ့မြန်မာနိုင်ငံရဲ့အာမြန်မာနိုင်ငံပြည်သူလူထုတွေရဲ့ငွေမပါတော့ဘူးပေါ့နော်။ပြည်ပနိုင်ငံကဝင်လာတဲ့ခီးသွားတွေရှိရနေတော့မှကိုကဒါဝင်ကြီးကောက်ခံပြီးတော့လုံလို့ရတယ်ပေါ့နော်။ကိုယ့်နိုင်ငံသားချင်းချင်းဆိုရင်တော့သူတို့မယူပါဘူး။ အဲနိုင်ငံခြားသားတွေဆိုရင်တော့ဒါသူတို့တွေကအဲ့လိုမျိုးဝင်ကြေးပတယောက်ကိုဘယ်လောက်ဆိုပြီးကောက်ခံတယ်ပေါ့နော်ဥပမာပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိနေတဲ့ညာဖျားတောင်မှကျွန်တော်တို့ဝင်တဲ့အခါဆိုရင်ဖျားဝင်ထူးမယ်ဆိုရင်ကျွန်တော်တို့လက်မှတ်ဝယ်ရပါတယ်ပေါ့နော်ဒါအဝင်ကြေးကျွန်တော်တို့ဝတ်ထုငွေပုံစံမျိုးတိုင်းသူတို့ကိုကန့်ရတယ်ပေါ့နော်အဲ့ဒီအနေမှာဝင်ကြေးပတ်စံကျွန်တော်တို့သူတို့တတ်မှတ်ထားတယ်ကျွန်တော်တို့ ျွန်တော်တို့သွားတဲ့ချိန်တော့ဆိုရင်ဘန်900ပေးရတယ်ပေါ့နော်တယောက်ကိုဘန်900တယောက်ကိုဘန်900ဆိုရင်ဒီဖျားကနာမည်ကြီးတယ်တကူကြီးတယ်ဖျားတွေဖြစ်တဲ့အကြောင်းမဟုတ်လို့နိုင်ငံတကာကလာလေတဲ့သူတိုင်းကလာဖူးချတယ်ဒါဆိုရင်တယောက်ကိုဘန်900ဆိုရင်လူတစ်ထောင်ဆိုရင်ဘယ်လောက်ရသွားမလဲပေါ့နော်ဒါတွေ့ကြည့်ပါလို့ပြောချက်ပါတယ်ဒါကြောင့်မဟုတ်လို့ဒီအင်းလေးကလည်းတကယ်ကိုမှအချက်ချာကြတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်โอเควิดีโอเล่าပြောရင်းနဲ့မိနစ်10မိနစ်တောင်မှကြော်သားပြီ နောက်ဗီဒီယိုတွေကြမှာကျွန်တော်တို့ပြန်လဲဆုံသီးကြမယ်เนาะအားလုံးဘိုင်ဘိုင်ဟုတ်တယ်နေရာတော့ကျွန်တော်စကိုင်းမှာသွားလူပွားကြီးတိတ်